ဝင်ကြီးချုပ်ဟောင်းဖြစ်သူသက်ဆင်ရှင်နာဝတ်ကမူရစေဝါးရီထုတ်လုပ်တဲ့အတွက်ထိုင်းနိုင်ငံရဲ့ရန်သူဖြစ်သတ်မှတ်ထားတဲ့ဝါတက်ဖွဲ့ကိုမကြောက်ဘူးလို့မနီကမီလာ30ရက်နေ့မှာပြောဆိုခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေစီကသိရပါဗျ။ဝင်းကြီးချုပ်ဟောင်းသက်ဆင်ကမြန်မာနိုင်ငံရှိတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတစ်ခုဖြစ်တဲ့ဝါပြည်သွေးစည်းညညရေးတက်မတော် UWSA နယ်မြေဟာထိုင်းနိုင်ငံအတွင်းလေပတ်နေတဲ့မူရစေဝါးတွေထုတ်လုပ်ရာနယ်မြေဖြစ်ကြောင်းကို ပြီးခဲ့တဲ့မေလ28ရက်နေ့မှာပြောဆိုခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့ပြောကြားချက်ကိုအချိန်ကိုင်းနိုင်ငံရေးလှည့်ကစားခွက်တစ်ခုဖြစ်ပြီးအချိန်မြင့်မရှိဘဲဆွဆွဲချက်သာဖြစ်သည်။မယားထောင်ချီသည့်မြန်မာနယ်စပ်၌မိမိတို့ UWSA ဝါတက်ဖွဲ့ပဲရှိနေတာမဟုတ်ပါလို့ UWSA ရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံဦးညီရန်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ခြေပပြောဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းသက်စင်ကဝါတက်ဖွဲ့အနေနဲ့ မူရင်စေဝါတွေကိုဆက်လက်ထုတ်လုပ်မယ်ဆိုပါကထိုင်းနိုင်ငံရဲ့ရန်သူဖြစ်လာမှာဖြစ်ပြီးမူရင်စေဝါထုတ်လုပ်မှုတိုက်ဖြတ်ရေးမှာမြန်မာတရုတ်အစိုးရတွေနဲ့ပထမဦးစွာပူးပေါင်းလှုပ်ဆောင်မှာဖြစ်ပြီးမြည်သည့်အပြေမှမရရှိပါက ထိုင်းအစိုးရအနေနဲ့၎င်းထံကိုလက်လွဲပေးတဲ့လို့လည်းပြောဆိုခဲ့ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဝါနယ်ဆက်တခြားမှာလည်းမြေရှားတပ်တုအပါအဝင်တပ်တုအလွန်ကျွံတူးဖော်မှုကြောင့်နယ်ဆက်ရှိ နန့်ခုံနဲ့မဲဆိုင်မြစ်ရေညဉ့်ဉန်းမှုတွေဖြစ်ပွားနေတဲ့အတွက်ထိုင်းပြည်သူတွေကဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်